ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မေတီတာ channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ယခုတင်ဆက်ပေးမယ့်ဇလန်းလေးကတော့နှုန်သေးကကြားလို့မြည်ရတဲ့ဇလန်းကောင်းလေးတစ်ပုဒ်ကို ပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာမနက်စောစောစီစီတဟိဟိနဲ့နေကျင်တက်နေတဲ့ဖေးကိုကြည့်ပြီးကျွန်တော်တော်တော်ကိုစိတ်ပြတ်သွားပါတယ်ညခဟိမကောင်းရှာလို့ရှာရှာပပကြံခဲ့တဲ့ထမင်းချမ်းလေးတစ်ခဲကိုလက်နဲ့အားဆိုင်ချိဖွာပြီးတော့ စာနနုံးလုပ်ပြီးဘိုးကွင်လေးတဲ့ကအကဲအသက်ကြံနေတဲ့စီနင်းနေနဲ့ကြော်လိုက်ပါတယ်။အမေအလုံးမသွားခင်အစာပြေစားနိုင်ဖို့ကအဖေဝမ်းကောင်းနဲ့အရဲမရောက်သေးတာထက်ပိုပြီးတော့အရေးကြီးတယ်မလား။တန်ချောင်းမင်းထမင်းကြော်တာခုဒီမပြီးသေးဘူးလား။မြေမြလုပ်ပြီးရင်ငါ့အတွက်အရဲတပလင်းသွားဝယ်ပြီးသံ။ကျွန်တော်ကြိုတင်ပြီးတော့သိနေပြီပါဗျ။လေကျင်တက်နေသည်ကစားခဏနေရင်အရဲဝယ်ခိုင်းတော့မယ်ဆိုတာကိုပေါ့။ ဒါဟာမနက်တိုင်းလုံးနေကြတာဝင်ဝတရားတစ်ခုပဲမဟုတ်လားရှင်မလဲတရက်တလီလောက်หนีထွက်တဲ့ဒီမတော့ဘဲနဲ့နေကြည့်စမ်းပါအောင်မိုးတောင်မလင်းသေးဘူးဒီရေကိုပဲတန်းတာနေတယ်ကလေးကိုလည်းတနာပါအောင်ကြည့်ပါအောင်မင်းပစက်ပိတ်ထားစမ်းငါဘာသာငါหนีထွက်ပဲတော့တော့หนีဝင်ပဲတော့တော့မင်းအပူမပေါဘူးငါကြိုက်လို့ငါတော့တာအဲ့တော့ဘာဖြစ်လဲအဖေစကားအဆုံးမှာအမေရဲ့အတံမကြားတော့ဆက်ပြောနေရင် ထားတဲ့ဖို့ပဲရှိမယ်ဆိုပြီးတော့အမေကကြိုတင်သိနေပါတယ်အမေအတွက်6ကန့်နေအောင်လို့ကြော်ထားတဲ့ထမင်းနေနေကိုပကံလေးတဲ့ခုခက်ပြလိုက်ပါတယ်ပြီးတဲ့အခါမှာတော့ချီမခိုင်နဲ့ထမင်းစားခုံတီတီဝိုင်းဝိုင်းလေးပေါ်တွင် ရေမလုံနဲ့အုပ်ဆောင်လေးတဲ့သို့အတင်းထိုးထည့်လိုက်ပါတယ်ပက်ဆန်လေးကိုကြက်ကြက်ပေါအောင် စုပ်ကန်ရင်းနဲ့အရေးဆိုင်ရှိရာဘက်သို့ခြေဦးလဲဖို့ပြင်လိုက်ပါတယ်အငေကောင်းရဲ့အမိကြိုက်တဲ့ခောက်ဆွဲကြော်ဝေဖို့စုထားတာလေးပွားသွားပြန်ပါပြီပေါ့ အဖေစီကအရဲဝယ်ဖို့ပတ်စံတောင်းဖို့စိတ်ကိုမရှိတာအမှန်တောင်းလိုက်ရင်လေလေးခင်မင်းသားကိုရဲဝယ်ဖို့ပတ်စံပေးလိုက်စမ်းဆိုတဲ့စကားပဲအဖေပါဇက်ကထွက်လာအောင်မှာပါဟိအောင်တန်းကြောင်းမြင်မြန်ဝယ်ပြီးတော့ပြန်လာခဲ့ဟိုဝင်ဒီထွက်လုံမနေနဲ့ပလင်းခွင်နေဘိုးခွင်နေလဲကောက်မနေနဲ့အောင်မင်းရကရေးမကြည့်ဘူးငါရေးမတော့ရတာကအရေးကြီးတယ်ကွအိမ်ပေါ်ကဆင်းဆင်းချင်းပြောလိုက်တဲ့အဖေအတန်းကိုမကြားချင်အောင်ဆောင်ပြီးတော့ထွက်လာခဲ့ပါတယ် အမေကိုထမင်းဆောင်ကြည့်လိုက်တော့အငဲကောင်းကိုအဝဲလဲပေးနေလုံအမေပုံစံကကြူလာသည်မဒုက္ခတွေကိုမဖြူနိုင်တဲ့အထာနဲ့အဖေအတွက်တော့ပလင်းခွင်ဘူးခွင်ကောက်တဲ့လောက်ကအရေးမကြီးပေမဲ့ကျွန်တော်အတွက်ကတော့တိတ်ကိုအရေးကြီးနေပါတယ်အဖေမကြရအောင်လို့စိတ်ထဲကတီတိုညွတ်နေမိတယ်အဖေမြကြားသွားရင်ပြင်လဲပြီးတော့တစ်ချက်လက်ကြည့်လိုက်ပါသေးတယ်ဒီနေ့ဆိုရင်ကျွန်တော်ငါးတန်းတက်ရပါပြီ။ မကြာခင်မှာအကြောင်းကြီးလဲဖွင့်တော်မယ်ဒီလိုနွေရသည့်အကြောင်းပိတ်ရက်ရောက်ရင် အမေလက်ထဲတွင်ပတ်စံပို့ထည်နိုင်ဖို့ကျွန်တော်ပြောရပါတယ်ကျွန်တော်လောက်ကပလင်းခွင်ဘူးခွင်တန်တိုတန်စဒေအိုးဒေပေါအိုးကုံကုံကလားလူမျိုးဥမှုတူးဆိုင်လက်ခံအစိုးပြပစ္စည်းများမှသမျှအကုန်လိုက်ောက်ပါတယ်ကျောင်းတက်ရင်ဒီလိုလုံမျိုးအခုလိုချိန်ပြည့်လုံနိုင်မှာမဟုတ်တော့ကျောင်းဆင်းချိန်လေးရဲ့ စနေတနေ့နေပိတ်ရက်လေးပဲအာကူရတော့မှာပါဒီကြားထဲအမေကကျွန်တော်ကိုဒီအလုပ်မလုပ်ဖို့စူပါသေးတယ်ပင်မန်းတဲ့တန်းကိုခါစီခံနေရတဲ့အမေကို ကျွန်တော်မကြည့်ရပါဘူးအဖေလှူစားတိုင်းမစားရပဲသူ့လှူစားသူအတင်းမြူချအောင်စားနေရတဲ့အမေကိုကျွန်တော်တနာမိတယ်သူများတွေခေါ်နေကြတဲ့ဒိုဘီဆိုလားပါဆိုလားဒီအလုပ်ကမိရဲ့အခမ်းအနားဆုံးယာတုဖြစ်ပါတယ်အမေအတွက်အလုံနာရက်ဆိုတာအိပ်ရာတဲ့ဘုံဘုံလဲပြီး ချောင်းတော်ဟုဟုဆုံးနေတဲ့အချိန်မှာပဲသူငယ်ချင်းတချို့ကပြောတယ်မင်းလုံမိဘဆုံဆုံလင်းလင်းရှိပါလေရဲ့နဲ့ဒီစကားတွေကြားတော့စင်ရဲတော်နဲ့နေနေတဲ့ကျွန်တော်လူကောင်ကခက်ရက်ရက်ပြုံးမိပါတယ်အဖေမှာခုထိအရက်ပလင်းကိုကန်ပြီးကြမ်းကြမ်းမှမှရှိနေတာကိုပဲကျေးဇူးတင်ရမယ်မိဘမဲ့တွေတဲ့ဆိုင်ရင်ကျွန်တော်မှာ အဖေမိခေါ်စရာရှိတာပေါ့ပြီးတော့ကျွန်တော်လူတန်တရာကပေးတဲ့ကံနဲ့ ဝိညာကန္နာလိုက်နေတဲ့ပိုလီယိုညီလေးတယောက်ရှိပါတယ်။ရွှေနိုရီနေတဲ့အရန်ကျူးလို့ခေါ်တဲ့တဲတာတာအိမ်စုပ်ကလေးဖျို့ဖျဲတန်းစီနေတဲ့နေရာဟာကျွန်တော်တို့မိသားစုနေထိုင်တဲ့ဗိမာန်လေးပဲဖြစ်ပါတယ်။ဒီနေရာလေးကကျွန်တော်အဖို့တန်ဖိုးမဖြစ်နိုင်တဲ့နေရာလေးပါ။အခားမဲ့ပညာရေးတဲ့စားဝတ်နေရအခားမဲ့တော့ကျွန်တော်အကြောင်းတန်နေရင်တစ်ဖက်တလန်းခါနေအမိကိုတက်နိုင်တဲ့လောက်ကူညီပေးပါတယ်။လေခင် ငါတို့မှစားရမဲမဲတောက်ရမမဲဖြစ်နေတာဒုက္ခခံပြီးမိန်းသားကိုကြောင်းလွန်မနေနဲ့ဒီနှစ်မှကြောင်းတော်ခံလိုက်တော့တေးစာရှင်းစာဖတ်တဲ့ရင်တော်ရော့ပေါ်အလကားငါတို့တောင်ဘာမှမတက်ခဲ့တာမိန်းသားကြမှာထူပြီးပညာတကြီးဖြစ်ဖို့စိတ်ကူးရင်မနေစမ်းပါနဲ့အဲ့ဒီလိုခဏခဏပြောတိုင်းအမေကကက်ကက်လက်အောင်ပြန်ပြောတတ်ပါတယ်ကိုအောင်ကြီးရှင်ကရောအဖေဖြစ်ပြီးအဖေတောင်းဝင်ကြည့်လို့လားလေးတန်းနဲ့ကြောင်းထပ်ပြီး လမ်းကြိုလမ်းကြားအင်ဂျိုအင်ကြားမှာပလင်းခွင်ဘူးခွင်ကောက်နေတဲ့အလုပ်ကျမသားလေးကိုတသက်လုံးလှောက်ခိုင်းခြင်းလို့လားကျမသားလေးကိုကျမတို့လိုအနင်ခံဘွားမျိုးမဖြစ်စေချင်ဘူးကျမမသိတဲ့ရွေ့သားလေးကိုကြောင်းပုတ်နေအောင်ပါပဲအမေကအဖေစကားကိုမခံခြင်းလို့သာပြောလိုက်ပေမယ့်နောင်ရည်တွေကိုတွေ့ပြီးအားလျှော့သွားတဲ့မျက်နှာထားနဲ့ရှေ့လျှောက်ကျွန်တော်ကြောင်းပိုးရခက်ခဲတော့မယ်နေသားဆိုတာကျွန်တော်နားလေလိုက်ပါတယ်ကျွန်တော်ဘဝမှာ အဖြူစိမ့်နဲ့ဝေးတဲ့ရက်ကိုမရောက်ချင်ပါဘူးကျွန်တော်ကိုငါသားចောင်းထွက်တော့လို့အမေပါဇက်ကပြောလာမယ့်နေ့ရောက်လာမှာကိုပဲ တွေ့နေမိပါတယ်ကျွန်တော်ចောင်းနဲ့မွေးခြင်းမူမီဒါပေမဲ့ကျွန်တော်ကိုចောင်းမထုတ်ဖို့အကြောင်းအမေကိုမပြောရပါအကူကြီးအမလေးတို့ရင် ပလင်းခွင်ဘူးခွင်လေးများရှိရင်တနာကြပါခင်ဗျာကယူနာတန်တော့ပြီးတော့អော်နေကြမလို့ကျွန်တော်အတွက်တော့တိတ်ပြီးတော့မထူးဆန်းပါ ူများအတွက်ပစ္စည်းတွေခိုးနေတာမှမဟုတ်ပဲရှက်ဖို့လည်းတတိမထားပါပိုလီယိုဆွဲနေတဲ့အငွေကောင်လေးရဲ့အမေမျက်နာရဲ့ကျူးကျော်တဲလေးရဲ့ပြီးတော့အဖြူစိမ်းဝစ်စုံလေးရဲ့ဒါဒီဟာကျွန်တော်အတွက်အားစီးတွေပါ နေချစ်ချစ်တော့ပူနေလေတိုက်ကြူတိုက်ကြကျွန်တော်ရောက်တယ်လို့မိုးတအုံအုံရွာနေရင်လဲလမ်းကြိုလမ်းကြားမှာကျွန်တော်ရောက်နေပါတယ်အပုံးနဲ့လဲမကြောက်တယ်လို့အမိုက်ပုံလဲကျွန်တော်ရင်လို့ပါ ။ဗဇက်ကလည်းစမပြက်အော်နေတဲ့အပြင်တိုင်းမြင့်ကြီးပေါ်တွေကိုမော့ပြီးတော့မျက်လုံးဖွင့်နားစွန့်နေရပါတယ်။ဘသူကမြခေါ်ပြီးတော့ပြေးကြမလဲပေါ့။ဒီရက်ခွက်ကကျွန်တော်ကျင်လည်နေတဲ့ရက်ကွန်။ကျွန်တော်လာတိုင်းပလင်းကွင်ဘိုးကွင်နေပြေးနေကြအမရွှေကြီးကိုတိုက်ပေါ်ဆင်းလာလိမ့်မလားလို့ပြုတ်ပြေးပြီးတော့ကြည့်လိုက်တော့မတွေးမိတာနဲ့ရင်ထဲမှာဟာတာတာဖြစ်ပြီးတော့ဒီနေ့ဝင်ဝင်နေတော့မှာပါ။ဟဲ့မောင်လေးအမအခုမှတင်နန်းခပြန်လာတာ မနေ့ကလာပေးမလို့စောင့်နေသေးတယ်ခဏနေအောင်အမပေါ်တက်ပြီးတော့ယူလိုက်အောင်မယ်ပြောလဲပြောတိုက်ဘော်ကိုအပြေးတက်သွားတဲ့အမရဲ့နောက်ကျောပြင်ကိုကြည့်ပြီးကျွန်တော်ရင်ထဲမှာလှိုက်ခနဲ့အပြော်ဆူသွားပါတယ်တော်တော်သဘောကောင်းတဲ့အမပါဒီရုပ်ခက်ကိုကျွန်တော်ရောက်လာတိုင်းပလင်းခွင်ဘူးခွင်နေပေးတဲ့အပြင်မုတ်ဘိုးပါထည့်ပေးတတ်တယ်ကြောင်းတက်တဲ့ချိန်လုံးကဆိုရင်စာအုပ်ခဲတံနေခဏခဏပေးနေကြပလင်းခွင်နေအိမ်ကြီးနဲ့တည်လာပြီးတော့ ကျွန်တော်လက်ထဲထည့်ပြီးတဲ့အမကြီးကိုကြည့်ပြီးကျွန်တော်မှာကျေးဇူးတွေတင်လို့မစုံအမ ကျမ်းမာပါစီဆိုတာကျွန်တော်ဖျားရှိကိုတိုင်ဦးဆုံးဆူတောင်းနဲ့ဆုပါပဲဒီနေ့ကျွန်တော်လက်ကခောက်ဆွဲကြော်တို့လေးဆွဲလို့ပေါ့အိမ်ပြန်လမ်းကိုလျှောက်လာတဲ့ကျွန်တော်ခြေတဆုံကလည်းခါတန်းရက်တွေထက်ပိုပြီးတော့တွက်လက်နေပါတယ်မြဝင်းထဲမှာလည်းကျွန်တော်ယူလာတဲ့ခောက်ဆွဲကြော်ကို အာရပါရစားနေကြတဲ့အငေကောင်နဲ့အမေပုံကြီးတွေဒီရဲ့ပိုင်းအမေကျဲမကြီးကမကောင်းခြင်းဘူးအိရာတဲ့လဲနေလို့အလုလုဖို့လည်းမသွားနိုင် ရှည်နဲ့အမြဲထိတွေ့နေရလို့လားတော့မသိပါဘူးဖျားပြီးချောင်းတဟုတ်ဟုတ်စိုးနေပါတယ်ဖြစ်နေကြဆိုပေမဲ့ဖြစ်တိုင်းလဲစေကံပြတယ်လို့မရှိခဲ့အရင်တုန်းကလည်းစီမီတုန်နဲ့ပဲနယ်လန်ပြန်ထူသွားတယ်ဒီရဲ့တန်းရေရှည်ဆိုရင် အမေအခြေအနေကစိုးရိမ်စရာ အမေယောဂါကိုစေခံပြခြင်းမိတယ်။ဘိုးခွင်ပလွန်းခွင်တွေတော့မကောက်ရတော့အမေကိုစေခံပြနိုင်ဖို့ရန်လက်ထဲမှာထမင်းအိုးတည်ဖို့တောင်မှပတ်စံကမပြေပါဘူး။အဖေကတော့ထုံးစံအတိုင်းဘေကားရတဲ့ပတ်စံနဲ့တောက်နေလဲတော့မသိဘူး။မိုးတောင်မလင်းသေးတဲ့အရက်ကတောက်နေပါပြီ။ငားနဲ့သားငယ်ကောင်းကလည်းလောကကြီးကြောင်းကိုဘာမှနားလည်ပုံမပေါ်။လက်ထဲကချိုးချင်းလုံးလေးကိုအားရပါရနဲ့တပြို့ပြို့ဆုပ်လို့ ဖမင်းစာနေတဲ့အမေရဲ့ပုံစံနဲ့တူပါတယ်။ကျွန်တော်ကိုပလင်းခွင်ဘိုးခွင်နေမဟုတ်ဘိုးတွေခဏခဏပေးတဲ့အမရွှေရည်စီ အမေနေမကောင်းကြောင်ပြောပြပြီးတော့အခုညီတောင်းရပါတော့တယ်။ဟူးမကောင်းပါဘူးလေ။တော်ကြနေပေးလို့ရောင်းတက်တယ်ထင်မှာကစိုးရင်ရသေးတယ်။အမေအတွက်မနေ့ကရှိစုမစုဝယ်ထားတဲ့ဆန်လေးကိုပြုတ်နေရင်းနဲ့ကျွန်တော်မှတွေးတစ်ခုကဝင်လာပါတယ်။ ဆုံးဖြတ်ချက်တစ်ခုပိုင်ပိုင်နိုင်နိုင်ချပြီးစုပ်ပြက်တက်နေတဲ့အင်ဂျီတွေတဲကအစုပ်ပြက်ဆုံးအင်ဂျီတထဲကိုရွေးချယ်လိုက်ပါတယ်ပြီးတဲ့အခါမှာတော့ဂျစ်ရတွေပလက်ဘွားနဲ့ဂျီမကင်းနဲ့ကော်ခွက်ကိုအိမ်နောက်ဖေးဂျီဇလာတဲကယူပြီးကျွန်တော်ခြေလန်းတွေက လူရမ်းစီကားတဲ့စုလီဖျားရှိသူဥတီလိုက်ပါတယ်ပြေးကြကန်းကြပါတနာကြပါခင်ဗျာကျွန်တော်မိနေမကောင်းလို့စေဖို့လေးမရှိလို့ပါ ပေးကြပါကမ်းကြပါခင်ဗျာရက်ပေးမယ်လေအိယာပေါ်လဲနေတဲ့အမေမျက်နှာကိုမြေရောက်ရင်းနဲ့ရဲစေးတင်ပြီးဂယုနာတန်းကိုထက်မြင်လိုက်ပါတယ်ကျွန်တော်ခွက်လေးတဲကိုအကြွေရက်လေးများထည့်လိုက်ကြပါတယ်စုပ်ပြဲတဲ့နေတဲ့ကျွန်တော်ပုံစံကိုကြည့်ပြီးတနာကြလုံးနဲ့တူပါရဲ့ခွက်ကလေးတဲမှာငွေဆက်ကူအကြွေတော်တော်များများရတာပေါ့တောင်းနေရင်းနဲ့ကျွန်တော်မျက်လုံးတွေကရှေ့ကဖြတ်သွားတယ်ကြောင်စင်ဝစ်စုံဝစ်ထားတယ် ကျွန်တော်အွယ်ကောင်လေးနဲ့သူ့အမေရောက်လာပါတယ်။အော်ဒီနေ့ကျောင်းအပ်တီတော်မှလက်ခံနေပြီ။ကျောင်းတက်ဖို့ဘယ်နှရက်မှမလိုတော့ဘူးပဲ။အမေကျမ်းမာရေးမကောင်းတော့အဖြူစိမ့်နဲ့ဒီနေ့တော့ဝေးပြီထင်တယ်။ဝေးလဲဝေးပါစီတော့လေ။လောလောဆယ်အမေကျမ်းမာရေးကအရေးကြီးတယ်မလား။အတွေးတွေနဲ့ဆက်မျောနေရင်မှမျိုးလုံးအောက်ရက်တွင်ခြေတဆုံရက်မော်လာပါတယ်။အမရွှေကြီး။ဟာမောင်လေး ဘယ်လိုဖြစ်တာလဲဒီဂျပန်ပလင်းခွင်ဘူးခွင်နေမကောက်ရလို့အမကနေမကောက်မှုမှတ်နေတာခုလိုပုံစံနဲ့တခါမှမမြင်ဘူးတော့ကျွန်တော်ကအမရွှေရီကအံ့ဩသွားပုံရပါတယ်အမေနေမကောက်လို့စီခံပြကျင်တာနဲ့အတွေ့တွေပေါ်လာတာကိုထလုံမိတာပါကျွန်တော်ကြည့်လိုက်ပြီးမျက်နာကမကောင်းပြီးတော့မှတော့သူ့လွေထားတဲ့ဘေးလွယ်အိတ်ထက်ကတတောင်းနှံငွေသုံးချက်ကိုထုတ်ပေးပါတယ်မောင်လေးအမေဈေးဘုတ်ကို အမကလှူတာ တိတ်တိတ်ဆန်ဆန်မှာပဲကျွန်တော်လာရင်ပြီမလို့အခုဝေလာခဲ့တဲ့စာအုပ်ခဲတိုင်အစုံထည့်ထားတဲ့အထုပ်လေးကိုကျွန်တော်လက်ထဲထည့်ပေးတယ်။ကျောင်းတက်ဖို့နေ့ရက်ပဲလူတော့တယ်။ဒါခမောင်လေးသုံးဖို့မဟုတ်ဘူး။သွားသွားအမေစီပြန်တော့အိမ်ရောက်တာနဲ့အမေကိုစိတ်ခဲမြန်ပြလိုက်။ကျွန်တော်ကိုပြောပြီးထွက်သွားတဲ့အမရွှေရဲ့နောက်ကျောပြင်ကိုကြည့်ပြီးကျွန်တော်မျက်လုံးအိမ်ထဲမှာမျက်ရည်စာများကဝေလာပါတယ်။ အမေကိုစီကံပြခွင့်ရတော့မယ်ဆိုတဲ့အတီးကရှင်ထဲမှာအာလုံးကြီးတစ်ခုဖြစ်သွားပါတယ်။လောလောဆယ်အမေကျမ်းမာရေးတခြားဘက်နေရာမှာအေးမကြီးအမအွှေကြီးပေးတဲ့ကျွန်တော်အတွက်မော်ဘိုးလေးတွေလည်းကုန်ရင်ကုန်သွားပါစေ။အမေကျမ်းမာရေးကိုပဲမြင်ရောက်ခြင်းမိပါတယ်။ကျွန်တော်စိတ်ထဲမကြဘူး။ကျွန်တော်အားမငယ်ဘူး။တကယ်လို့များဒီနေ့မှာဖြူစင်းလေးနဲ့ဝေးရတယ်ဆိုရင်တော့ဒီစာအုပ်လေးနဲ့ခဲတံလေးဟာ နောက်နေ့အတွက်ပဲဖြစ်စေရမယ်။မိမိဒါဒါလေးကြိုက်တယ်ဒါလေးဝယ်ပြီ။လမ်းဘေးထယ်ဆိုင်ကပြန်လွင်နေတဲ့အတန်နေကို လေးလျူရှူပြီးတော့ကြိုးစားလိုက်ပေမဲ့ကျွန်တော်မျက်လုံးတွေကချိတ်ဆွဲထားတဲ့ဖြူစင်ဝစ်စုံလေးကိုတန်ရောစင်မကုန်းတဲ့အကြီးတွေနဲ့တစ်ချက်ကြည့်မိလိုက်ပါသေးတယ်။ပြီးတဲ့အခါမှာကျွန်တော်ခြေထောက်တွေကအမေးအိမ်လေးရှိရာစီကိုဦးတည်လိုက်ပါတော့တယ်။အတွေးစိတ်ကူးလေးထဲမှာတော့ နေကောင်းကျမ်းမာနေတဲ့အမေပုံရည်လေးကိုဖြူစင်ဝစ်စုံလေးနဲ့ကျွန်တော်ရဲမိတာပေါ့ဟုတ်ကဲ့ပါခင်ဗျာဇလန်လေးကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားပါပြီဇလန်လေးကိုအဆုံးထိလိုက်နာဆင်ပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ